ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်မေလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရေးသတင်းနေဖြင့်ပလောမျိုးဘော်ကလက်နက်ကင်ပြူစောထီ3ဦးကိုပြစ်ခတ်ရှင်းလင်းရာမှာ3ဦးစလုံးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်တနင်္လာရီတိုင်းပလောမျိုးဘော်ကအရက်ဆိုင်တဆိုင်မှာတောက်စားမူးယူနေတဲ့ လက်နက်ကင်ပြူစောထီ3ဦးကိုပြစ်ခတ်ရှင်းလင်းရမှာ3ဦးစလုံးသေဆုံးသွားတယ်လို့ဗိတ်ခရိုင်အမှတ်တက်တရင်ကဒီနေ့မေလ9ရက်မှာထုတ်ပြန်ပါတယ်။ပလောမျိုးအမှတ်2ရက်ကွက်မှာရှိတဲ့စမ်းဝင်းရက်ဆိုင်မှာတောက်စားမူးယူနေတဲ့ပြူစောထီခေါင်းဆောင်ကလနီပြူစောထီခေါင်းဆောင်ကျော်သူရနဲ့ပြူစောထီတန်းနိုင်တို့ကိုဗိတ်ခရိုင်အမှတ်တက်တရင်နဲ့ဗိတ်ခရိုင်ပကဖပူပေါင်းအဖွဲ့ကမနေ့မေလ6ရက်နေ့ညနေ9:00ခွဲခန့်မှာပြစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။ တိတ်ဆုံးသွားတဲ့ပြူစောထီးတွေဟာအယက်သားပြည်သူတွေကိုချင်းချောက်ငွေညစ်တာဖမ်းဆီးတာဂိတ်ကြီးကောက်တာလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းစုဆောင်းတာပလောမျိုးနယ်အတွင်းမှာရှိတဲ့တိုက်ပွဲတွေမှာပြည်သူပိုင်းအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလှုပ်ဆောင်ရမှာအဓိကပါဝင်ခဲ့တဲ့တရက်ခန့်တွေဖြစ်တယ်လို့လည်းဗိခရယအမှတ်1တပ်ရင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိဆုံသွားတဲ့ပြူစောထီးတွေစီကနေပစ္စတိုတလက်အပါဝင်ကြီးစံတွေနဲ့ငွေသားအချို့တင်းဆက်ရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ုတိယသတင်းအနေဖြင့်စင်မီဆွဲမြို့စိုက်ပျိုးရေးစခန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီဂိတ်ကိုတိုက်ခတ်ရာမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်စင်မီဆွဲမြို့ကစိုက်ပျိုးရေးစခန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိတယ်လို့ PPDF တရင်3601တရင်ကဒီနေ့မေလ9ရက်မှာထုတ်ပြန်ပါတယ်စင်မီဆွဲမြို့ကစိုက်ပျိုးရေးစခန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီဂိတ်စခန်းကို ်ဒီခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3601တပ်ရင်းတပ်ခွဲ9ကရဲဘော်တွေမေလ9ရက်နေ့ည9:00နာရီကျော်အချိန်မှာအလင်းငိုက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာစစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုတွေရှိပြီးသေဆုံးသွားသူတွေနဲ့ဒဏ်ရာရသူတွေကိုညာရင်းချင်းပြည်မျိုးဘက်ကိုတယ်ဆောင်သွားတဲ့အတွက်အရေးအတွက်ကိုအတီးပြုတ်နိုင်အောင်ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။ ဲဒီစစ်ကောင်စီကစခန်းကိုတိုက်ခိုက်ချိန်မှာစစ်တပ်ဘက်ကပြန်လည်ခုခံတိုက်ခိုက်တာတွေရှိပေမဲ့ပြည်သူ့ကာကွယ်ရေးဘော်တွေအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ပြည်သူလူထုအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလူအားငွေအားအပါအဝင်ဆိုင်ကယ်နဲ့ကားတွေထောက်ပံ့တာမျိုးတွေမလုပ်ကြဘို့ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်3601တပ်ရင်းကတိုက်တွန်းထားပါတယ်ခင်ဗျာ။ဆက်လက်ပြီး အောင်စရာစစ်ကြောင်းကတနတ်တလတ်နဲ့အတူအလင်းဝင်လာတဲ့စစ်သားကိုကြက်သိန်း30ချီးမြင့်တဲ့သတင်းကိုတင်ပြပေးပါမယ်။အာရှလမ်းမကြီးတခြားစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကတနတ်တလတ်နဲ့အတူအလင်းဝင်လာတဲ့စစ်သားကိုကြက်သိန်း30ချီးမြင့်ခဲ့တယ်လို့ဗျူဟာ31ကပြောပါတယ်။အောင်စရာစစ်ကြောင်းကရဲဘော်3ဦးဟာတနတ်တလတ်ဂျီ390ဂျီပေါက်6ခုနဲ့အတူမတ်လ30ရက်နေ့မှာဗျူဟာ31ထံအလင်းဝင်လာတာလို့ဆိုပါတယ်။ အလင်းဝင်လာသူတွေတဲကလက်နက်ယူဆောင်လာတဲ့စစ်သားကိုငွေကျပ်330ပေးအပ်ခဲ့ပြီးအခြားရဲဘော်2ဦးကိုတော့ကျပ်5သိန်းစီပေးအပ်ခဲ့တယ်လို့အတည်ပြုပါတယ်။အလင်းဝင်ရောက်လာတဲ့အချိန်ဟာပြည်သူတွေငလင်ဘေးဒဏ်ကြောင့်စိတ်သောကရောက်နေခြင်းဖြစ်တာကြောင့်အခုမှအတည်ပြုရတာလို့လည်းရှင်းပြပါတယ်။အာရှလမ်းမကြီးကိုပြန်လဲထိန်းချုပ်ဖို့ကြိုးစားလာတဲ့အကြံဖတ်စစ်ကောင်စီရဲ့အောင်စရာစစ်ချောင်းကိုဘျူဟာ31နဲ့ဘျူဟာ32အပါအဝင် မဟာမိတ်တော်လိုင်းအင်အားစုတွေကကြားဖြတ်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေမကြာခဏဖြစ်နေပြီးစစ်ကောင်စီဘက်ကထိခိုက်ကြဆုံးမှုတွေများနေတယ်လို့စစ်ရေးမှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာဆလဘီကောလင်းမှာအယက်သားပြည်သူတွေကိုဥတီပြီးစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့အတွက်အိမ်နဲ့လျှက်စစ်မီးတိုင်တွေပျက်စီးတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းကယက်သားပြည်သူတွေကိုဥတီပြီးစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အိမ်နဲ့လျှက်စစ်မိတိုင်တွေပျက်စီးသွားတယ်လို့ဒေတာတွင် တော်လိုင်းအင်အားစုတွေနဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီနေ့မေလ9ရက်မနက်အစောပိုင်းတနိုင်း9မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံးနှလုံးကျဲချခဲ့တာလို့ဆိုပါတယ်။မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲတရအူးကတက်လာတဲ့ Jet Fighter ကပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်တာလို့ Colin PDF ကပြောပါတယ်။ဘုံးကျဲတိုက်ခိုက်ခံရတာကြောင့် ရှောက်ပင်ချုံရွာကဥမောင်ဝင်ရဲ့အိမ်ထိခိုက်ပျက်စီးခဲ့ပြီးလျှက်စစ်မိတိုင်တွေလည်းပျက်စီးသွားတယ်လို့ Calling Info ကလည်းအတည်ပြုထားပါတယ်။အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်ချိန်ဟာညတကောင်အချိန်ဖြစ်ပေမဲ့ပြည်သူလူထုကတိမ်းချောင်နိုင်ခဲ့တာကြောင့်လူထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်ခင်ဗျာ။ဆလဘီအကြံဖတ်စစ်အုပ်စုကြောင့်ဧပြီလတလတာအတွင်းအမျိုးသမီး82ဦးအသက်ဆုံးရှုံးခဲ့ရတဲ့သတင်းကိုတင်ပြပေးပါမယ်။ အကျန်းဖက်ဆဲအုပ်စုကြောင့်ဧပြီလတလတာအတွင်းအမျိုးသမီး82ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့မြမအမျိုးသမီးသမဂ္ဂကဖော်ပြပါဗယ်အကျန်းဖက်ဆဲအုပ်စုသည်လူသားမျိုးနွယ်များအပေါ်အမျိုးမျိုးသောရာဇဝတ်မှုများလူအခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်မြဲဖြစ်ပြီးယခုဧပြီလတွင်လည်းအမျိုးသမီး82ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်တဘာဝဘေးရန်ရဲ့ကြုံသည့်ပြည်သူများကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကိုရခင်လာများထပ်ပုံမှုအုံပြုခဲ့သည်ကိုလည်းလေလာတွေ့ရှိရတယ်လို့ဖော်ပြပါဗျာ တည်ဆုံးရတဲ့အကြောင်းရင်းမှာစကားဆရဲ့လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုများအပါအဝင်တပ်ဖြတ်မှုတို့ပါဝင်ပြီးသခိုင်းမန္တလေးတို့မှာအများဆုံးခံစားခဲ့ရပါတယ်။မြမအမျိုးသမီးသမဂ္ဂဤအမျိုးသမီးမှတ်တမ်းနှင့်သူတေသနလုပ်ငန်းစဉ်အနေဖြင့်ယခုထုတ်ပြန်သည့်အချက်လက်များမှာတိကျခိုင်လုံသောသတင်းမီဒီယာအချက်လက်များနှင့်မြေပြင်မှရရှိသည့်အချက်လက်များကိုစုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစီးရဲသတင်းနေဖြင့်တောင်ယိုတက်ရင်ရဲ့ တောင်ညိုစစ်ချီဟန်တာဝရီကြက်သိန်းတထောင်ကြီးကကမ်ပိန်းစတင်တဲ့သတင်းကိုတင်ပြပေးပါမယ်။တောင်ညိုတရင်ရဲ့တောင်ညိုစစ်ချီဟန်တာဝရီကြက်သိန်းတထောင်ကြီးကကမ်ပိန်းစတင်ပြီဖြစ်တယ်လို့အသိပေးဆိုပါရယ်။အဆိုပါကြီးကကမ်ပိန်းကိုမေလ9ရက်နေ့မှစတင်၍ဇွန်လ22ရက်အထိ45ရက်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။ ကမ်ပိန်းရဲ့ရည်ရွယ်ချက်ကတော့ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေရတဲ့ရဲဘော်များရဲဘော်တင့်များအတွက်မပေးသင့်မဲ့ပေးလိုက်ရတဲ့အသက်တွေကိုအတက်နိုင်ဆုံးရှော့ချနိုင်စေရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ရခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူများအနေဖြင့်တပ်ရင်းကိုဝိုင်းဝန်းကူညီပေးကြပါရန်နှိုးဆော်ထားပါရခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နှင့်တာကီတို့မှပေးပို့ထားတာဖြစ်ပါရခင်ဗျာ။